မြန်မာလူမျိုးတွေကဖျားဘူးဆိုပြီးတော့သွားတာတမားတော့ size C ရဲ့မှာပဲဟုတ်တချို့ကဖျားနာတော့ဝတ်မှချရလားမသိဘူးညတော့အဖြစ်ဖျားဖူးလို့နာမည်တက်ထားတဲ့အရာတွေကဖျားတော့တချို့ရောက်ပုံမပေါ်ဘူးနော်ဖျားရှိခိုးတာတော့ပါတော့လုံလဲလုံမှာပေါ့လုံတဲ့လူလည်းရှိတော့ရှိတာပေါ့နော်အများစုကတော့အပြော်လိုက်ကြတာကိုကြည့်ဒီကြည့်လျှောက်ကြည့်ကြအဲ့ဒါနဲ့ပတ်သက်ပြီး တခါတော့ကမုံရဘက်ကိုသွားတရားဟောတယ်။တရားဝဲကျင်းပါရကမုံရမျိုးအလဲကဆူတော်ပြည့်စီသည်။ဘုရားပရောနဲ့မှာဘုရားဝဲနဲ့မှာတရားဝဲကျင်းပါ။အဲ့တော့တရားဝဲဟောပြီးတဲ့အခါကျတော့ဘုရားရုပ်ဘွားတော်ကြီးကိုဝင်ပြီးတော့ဝှချတော့အဲ့ရုပ်ဘွားတော်ရှိပါနိုင်ငံသားတယောက်တရားထိုင်နေတယ် ဝင်ဝှချတဲ့အခါကျတော့သူတရားထိုင်လေးဖြတ်ပြီးတော့လာနှုတ်ဆက်တယ်နှုတ်ဆက်ပြီးသူကဘာပြောတော့ဆိုဖျားတဲ့ရောက်လာတဲ့ပမာရီတဲ့ဖျားလဲဝမ်းမချဘူးတဲ့စကားတွေပြောပြီးတော့ရှောက်ရှောက်လဲနေကြတယ်လူသူကပြောသွားတာအဲ့ဒါအဲ့ဒီလူကျတော့ဖျားရှိမှသူကတရားထိုင်တရားထိုင်အမေရိကန်ကသူကတရားပြဆရာနောက်တော့သိရတယ် ဲ့သူကဘုရားရှိမှာဗာတရားထိုင်တယ်တော့မသိဘူးဘုရားရှိမှာတရားထိုင်ပြီးတော့ငြိမ်ငြိမ်သက်သက်နေတယ်ဗမာရီကတအုပ်စုဝင်လာလိုက် စကားတွေပြော ပေါ့စိတ်မောက်လေးဝှချထသွားကြလာလိုက်ဘသူမှဟိုတလေးတစားရှ िख ိုးတဲ့ပုံစံမတွေ့ရဘူးပေါ့နော်မတွေ့ရတော့အဲ့နိုင်ငံညာသားတယောက်ကအဲ့လိုရှောက်တာကြုံရရဘူးတယ်ပေါ့နော် ဟုတ်လဲဟုတ်နားဆိုတော့ဘာမှမပြောလိုက်ပါဘူးတကယ်ကတော့များသောအားဖြင့်ဗမာရီရဲ့လေးကျင်ဖះเจ้าကနေတည်းမှာရှောက်ကြည့်တယ်အခုကအခုခေတ်ကျတော့ဘာပိုလာတော့ဆိုဖះရှိမှာဆယ်ဖီဆွဲတာအပိုလာသေးတယ်နော်ဆယ်ဖီဆွဲခြင်းလားတပ်ပုံရိုက်ခြင်းလားအဲ့ဒါပြဿနာတစ်ခုက တိရိလင်ကတော့ဖရာဖူးရတဲ့ဖရာဘူးတွေဖရာရှိမှဖရာကိုကြောက်ပေးပြီးထပ်ပုံရရင်တိဟူသားတွေကမကြိုက်ဘူးပြောတယ်အဲ့ဒါကြောင့်အဲ့လိုတော့မမရိုက်ပါနဲ့ဖရာကိုနောက်ကထားပြီးပမာမာတော့အဲ့ဒါထုံးစံလိုဖြစ်နေနော်ထုံးစံလိုဖြစ်နေသူတို့ကဖရာကို background လုပ်ပြီးတော့ထပ်ပုံရိုက်တာလုံးဝအရိုက်မခံမရိုက်ဖို့ပြောတယ်သူတို့ အဲ့တော့ကြာတော့လေရိုးသွားတဲ့သဘောပေါ့နော်